တကြားလုံးကိုမကြိုက်တဲ့သူဆိုလို့မရှိပါဘူး။ဈေးကွက်ထဲမှာတော့ပုံစံမျိုးမျိုးအရတာမျိုးမျိုးရှိတဲ့တကြားလုံးတွေကနေရာယူထားကြပါရစေ။တကြားလုံးအမျိုးမျိုးကဈေးကွက်ထဲမှာနေရာယူထားကြတာတော့ကြားပါပြီ။ဈေးကွက်ထဲမှာတော့အများပြားလာတဲ့တကြားလုံးတွေနဲ့အတူတူရွေးချယ်စရာတွေကအများကြီးရှိပါရစေ။တကြားတဲ့အလွန်ကြုံပါရစေ။တကြားလုံးတွေကိုတော့မစားသင့်ပါဘူး။ တကြလုံးတွေကမကောင်တဲ့စိတ်ခံစားချက်ကိုအမြဲတမ်းဖိရှားပေးပြီးပျော်ရွှင်တဲ့ခံစားမှုကိုဖြစ်ပေါ်စေပါတယ်။တချို့သောတကြလုံးတွေကတော့မူမှန်ပါဘူး။ဗိထက်ဆူချိုများတဲ့တကြလုံးတွေရဲ့ထုတ်လုပ်မှုတွေကိုတော့တားမြစ်ခဲ့ရပါတယ်။တချို့တော့တကြလုံးတွေကတည်စေနိုင်တဲ့အခြေကိုဖြစ်စေပါတယ်။ ီနေ့မှာတော့ပြည့်ထွက်ဆိုးကျိုးများပြီးတင်းစေနိုင်တဲ့အခြေကိုဖြစ်ပေါ်စေနိုင်လို့တင်တွင်ရောင်းချခွင့်ပိတ်ပြင်ခံထားတဲ့တကြလုံးတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကဲစိတ်ဝင်စားနေကြပြီလားစိတ်ဝင်စားရဆိုရင်တော့ကျွန်မနဲ့အတူဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးကြဖို့တောင်းဆိုလိုက်ပါရနော် Exploding Gun Exploding Gun Candy Company ကနေထုတ်လုပ်တဲ့ H button ကတခြားလုံးတွေကတော့သူတို့ရဲ့ရောင်းအားကိုတိုးမြှင့်နိုင်ဖို့အတွက်ကုမ္ပဏီကနေအတဲတန်စူးစမ်းခဲ့ကြပါတယ်။ဒါပေမဲ့လည်းအဲ့ဒီတခြားလုံးကဘေးထွက်ဆိုးကျိုးများပြီးတည်ဆည်တဲ့အထိကို ဖြစ်ပေါ်စေခဲ့ပါတယ်။အဲ့ဖြစ်ပျက်ကတော့2009ခုနှစ်လောက်ကပါယူကရိန်းနိုင်ငံကဒါရိုဗီဒါအကြောင်းသားတယောက်ဟာ Exploding Chrome တကြားလုံးကြောင့်ဆိုးရွားတဲ့အခြေအနေဖြစ်ပေါ်ခဲ့ပါတယ် ိုင်ကြောင်သားကသူကြိုက်တဲ့ exporting ကအမှတ်တစိုက်တစ်ကြာလုံးကို အချက်ရတာပို့ရဖို့အတွက် credit asset တွေကိုမကြာခဏထည့်ထားလိမ့်ရှိပါတယ်။ဒီနေ့မှာတော့သူက credit asset အမှုတ်သေးသေးကထည့်မသွားပြီးရမုတ်သေးကိုထည့်လိုက်မိပါတယ်။အိုင်နောက်မှာတော့ Ukraine ကြောင်သားဟာဝါလိုက်ယုံနဲ့တင်ပတ်သက်ထည့်မပောက်ကွဲသွားပါတယ်။မျက်နှာအောက်ပိုင်းတစ်ခုလုံးလေးချက်ချင်းပဲကွဲအပ်သွားပြီးနေရာမှတင်အသေးဆုံးသွားခဲ့ပါရယ် အဖြစ်ဆိုကြောင့်နောက်ပိုင်း including group တကြလုံးတွေကိုဈေးကွက်ထဲမှာမတွေ့ရတော့ပါဘူး။နောက်ထပ်ဘယ်တော့မှလည်းအဲတကြလုံးတွေကဈေးကွက်ထဲကိုထဲမရောက်လာတော့ပါဘူး။ Rocky Gummy Cardi အဲတကြလုံးတွေကိုတော့အစက store site များမှာရယူနိုင်ပါတယ်။2004မှာတော့ Rocky Company, Cardi Company ကနေထူးခြားတဲ့အကြံရပြီး30အမျိုးမျိုးပုံစံတွေနဲ့တကြလုံးကို ထုတ်လွှင့်လာကြပါတယ်။ ။အိုင်နောက်ပိုင်းမှာတော့တရိစံများထိခိုက်ဒဏ်ရာရစေရဆိုတဲ့အယူအဆကိုတုံ့ပြန်စေရဆိုပြီးတရိစံတွေကိုချက်ချတဲ့သူတွေက Rocket Company, Gadi Company ကိုဆန္ဒပြခဲ့ကြပါရ။အခုလိုတရိစံချက်သူတွေကတောင်းဆိုလှုံ့ဆော်မှုကြောင့် Rocket Company, Gadi Company ကနေထုတ်လုပ်မှုကိုရပ်ဆိုင်ခဲ့ပါရ။ အဆိုပါထုတ်ကွန်ကကလေးတွေကိုတရိစံတွေအန်ဒီရဲ့ဖြစ်စေနိုင်အောင်ကျွန်းပိုးပေးရလို့ဆိုပါတယ်။ဒါကြောင့်ဈေးကွက်ထဲမှာ Rocky Company တခြားလုံးတွေကိုမတွေ့ရတော့ပါဘူး။ Rocky Company, Cardi Company နဲ့အဆိုပါတကြလုံးထုတ်လုပ်မှုကို အပြီးတိုင်းရနာပြလိုက်ပါရယ်။ Candy Cigarettes အဲ့ဒီတကြလုံးရဲ့ထုတ်ကုန်ကအထူးခြားပါရယ်။ဘာလို့လဲဆိုတော့ Secret Blue လို့ထုတ်လုပ်ထားတာကြောင့်ပဲဖြစ်ပါရယ်။ ချောကလက်နဲ့လှုပ်ထားတဲ့တကြာလုံးဖြစ်ပြီးဆီလေးတောက်ပုံစံတွေမှာတကြာလုံးကိုထည့်ထားပါတယ်။ဒါကလေးသူငယ်တွေကိုဆီလေးတောက်ခြင်းကနေရော့သွားစေအောင်ဖန်တီထိုင်လို့တချို့ကထင်မဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့အဲတကြာလုံးတွေက ကျမရဲ့အတွက်ဘေးထွက်ဆိုးကျိုးများစေတာကိုစစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။အခုလိုဘေးထွက်ဆိုးကျိုးများနေတဲ့ကန်ဒီစီကာရီတက်စ်ကြောင်လုံးတွေကိုအာနာပိုင်တွေကချုပ်ကုန်တွေကို ရောင်းချခွင့်ပိတ်ပင်လိုက်ပါတယ်။ လေးလာတွေ့ရှိမှုရာဆိုပါတကြလုံးကြောင့်ကလေးသူငယ်တွေအတင်းဆုံးမှုရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကန်တီစီကာရီတက်စ်ကုမ္ပဏီကနေထုတ်လုပ်မှုကို အပြီးတိုင်းရန်နာပြလိုက်ရပါတယ်။ဖရီကန်တီအလကားရတဲ့တကြလုံးတွေကိုတော့မကြိုက်တဲ့အသူမရှိပါဘူး။ဈေးကွက်ထဲမှာတော့ရှော့စင်းနဲ့ရတာမျိုးဆိုအလုံးကဆိုင်ကိုအပြေလွှာနဲ့သွားကြပါတယ်။ဖရီကန်ဒီကအလကားရနိုင်တဲ့တကြလုံးတွေတဲကတခုပါစပိန်နိုင်ငံ မရီမာတော့တကြလုံးတွေကိုအခမဲ့ပေးတဲ့ဓလေးကိုညစဉ်ဇန်နဝါရီလ9ရက်နေ့မှာနိုင်ငံတော်ဝန်လုံးရှိမြို့တိုင်းမှာကျင်းပကြရရှိပါတယ်။အဆိုပါပွဲတော်မှာတော့တကြလုံးတွေကိုပြည့်ကျဲလေးရှိပြီးအဆိုပါပွဲတော်မှာယူရဓလေးအကရီနဲ့ဖြောပြေကြပါတယ်။2023မှာတော့အဆိုပါပွဲတော်မှာကလေးသူငယ်တွေကတကြလုံးတွေကို တိုးကျဲလူယူကြရင်တရားရရှိခဲ့ကြသလိုတည်ဆုံမှုလည်းရှိခဲ့ရာကြောင့်အာနာပိုင်တွေကစီကံချက်ထုတ်ပြန်ခဲ့ပြီး အခုလိုထပ်မံမဖြစ်ပေါ်ဖို့အတွက်အဆိုပါတရားလုံးထုတ်လုပ်မှုကိုကြာမြင့်ခဲ့ရပါတယ်။ Happy Candy အဆိုပါ Happy Candy တရားလုံးကလည်းပြည်ထွယ်ဆူချိုးများတာကြောင့်တောင်မြေပိတ်ပြန်ချန်ခံခဲ့ရတဲ့စည်ရင်ထဲမှာပါဝင်ခဲ့ပါတယ်။ Happy Candy ထုတ်ကွန်ကထူချရဲ့ဖန်တီမှုလို့ဆိုနိုင်ပြီးရောင်စုံချောကလက်လုံးတွေပါဝင်ပါတယ်။ ဒါမဲ့ဓာတုဗေဒဆူစီတွေဓမ္မတဲမှုတွေဖြစ်နိုင်ခြင်းများတာကြောင့်အဲဒီဟက်ပီကန်ဒီတကြလုံးတွေကအန်ဒီအများရဲ့ထုတ်ကွန်တစ်ခုဖြစ်လာပါတယ်။ဒါကြောင့်အာနာပိုင်တွေကအဆိုပါတကြလုံးတွေကိုထုတ်လုပ်ခွင့်ရောင်းချခွင့်ပိတ်ပင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဈေးကွက်ထဲမှာအဆိုပါတကြလုံးတွေကိုမတွေ့ရတော့ပါဘူး။ကင်တာအကျိုးပုံစံရှိတဲ့အလုံးတဲမှာတော့အယုတ်တွေမျိုးမျိုးပါရှိပါတယ်။ အယုတ်တွေကိုသဘောကျတဲ့သူတွေကတော့ကန်တာအက်တွေကိုဝယ်ယူပြီးတော့အယုတ်တွေကိုစုချလေးရှိပါတယ်။ဒါပေမဲ့အမေရိကန်မှာတော့ရောင်းချခွင့်ကိုပိတ်ပြင်ခဲ့ပါတယ်။အမေရိကန်မှာတော့အာဟာရမဟုတ်တဲ့အရာဝတ္ထုတွေကိုစားစရာတွေမှာထည့်သွင်းမယောင်ချဖို့ကိုတားမြစ်ထားပါတယ်။အကြောင်းတော့သတိမပြုမိပဲပါလာတဲ့အရာဝတ္ထုတွေကိုမြို့ချမိတတ်လို့ပဲဖြစ်ပါတယ်။ 2016ကဆိုရင်ပြည်တည်နိုင်ငံကအသက်3နှစ်အရွယ်မိန်းလေးတူကအယုတ်လေးတစ်ခုကိုမြို့ချမိပြီးတည်ဆုံခဲ့ရပါတယ်။တခြားနိုင်ငံများမှာလည်းအလားတူဖြစ်ရမျိုးဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့်ခင်တန်အအယုတ်ပါတဲ့တခြားလုံးကိုတားမြစ်ထားပါတယ်။ကာရီဘိုရှူဂါဖရီကိုမေဘီယာဟာရီဘိုအမတ်တစိတ်တခြားလုံးကတခြားတတ်မပါတဲ့တခြားလုံးဖြစ်ပြီးလူကြိုက်များပါတယ်။ ကာရီဘိုရှူဂါဖရီကမင်ပီယာတခြားလုံးတွေကဈေးကွက်သေးကိုရောက်နေရကကြာပါပြီလူကြိုက်များတဲ့တခြားလုံးဖြစ်ပေမဲ့ဘေးချွတ်ဆူကျိုးများပါတယ်တခြားတဲ့မပါဝင်ပေမဲ့တခြားပါဝင်နေတဲ့ဓာရုပိဒါတွေကြောင့်အစာအိမ်အချင်းပေါက်တာတွေဖြစ်ပေါ်စေနိုင်ပြီကာရီဘိုရှူဂါဖရီကမင်ပီယာတခြားလုံးကကျမရဲ့အတွက်ဘေးချွတ်ဆူကျိုးများတာကြောင့်အဆိုပါထုတ်ကုန်ကိုအာဏာပိုင်တွေကပိတ်ပြန်တာမြင်လိုက်ပါတယ် အစလူကြိုက်များခဲ့တဲ့ကာရီဘိုရှူဂါဖရီကွန်မိုင်းဘီယာတကြလုံးတွေကိုတော့ဈေးကွက်ထဲမှာထပ်မတွေ့ရတော့ပါဘူး။ကုမ္ပဏီကနေလည်းအပြေးတိုင်းရပ်နားလိုက်ပါတယ်။ဈေးကွက်ထဲမှာတော့အန်ဒီယေရှိရဲ့ဘေးထွက်ဆိုးကျိုးများတဲ့အစားသုံးကုန်တွေအများကြီးရှိနေပါတယ်။ဟိုမန်နဲ့ဘေးထွက်ဆိုးကျိုးရှိတဲ့အမတ်တစိတ်တွေမျိုးဆိုရင်သတိထားဖို့လိုပါတယ် အခုစရင်နိုင်ငံတကာကနေမိထွေအစိုးကျအများရဲ့ထုတ်ကုန်တွေကိုငုံမှန်တဲ့စားတောက်ကုန်တွေကိုထိထိရောက်ရောက်တာမြင်နေပြီဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီလိုစိတ်မစားဝေရကြတွေကိုပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်ပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ page လေးကို like follow ထားပေးကြပါဦးနော်။အဆုံးထိအားဖြင့်ကြည့်ရှုမှုတွေလည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဝေရကြတဲ့တွေနဲ့တူပြန်လာခဲ့ပါမယ်။